လုံးဝမင်္ဂလာပါပြပိုင်ဘလော့ကနေပြန်လည်ကြိုဆိုပါရစေ။စီးပွားနိုင်ငံမှာအလုပ်လုပ်မယ်လို့ပြောလိုက်ပြီးဆိုတာနဲ့လူတော်တော်များထင်ရထင်ကြီးပြီးကြတာက strike ရမ်းများတဲ့နိုင်ငံ၊ robot ဆန်ဆန်အလုပ်လုပ်ရတဲ့နိုင်ငံ၊ပြောစရာမကောင်းတဲ့နိုင်ငံတချို့တွေဆိုရင် social media မှာရေးကြတယ်။ဝေကျွေးရှိမှသာလင်စီးပွားနိုင်ငံမှာအလုပ်လုပ်ရတာဆိုတာမျိုးပေါ့နော်။ဆိုတော့ဒါတွေကတကယ်လားပေါ့နော်။ဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြင်နဲ့ဟုတ်လားမဟုတ်လားဆိုတော့ကျွန်တော်ကတော့စင်ကာပူနိုင်ငံကိုဘယ်လိုမြင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီနေ့ဒီဗီဒီယိုမှာ knowledge sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ဆိုတော့ ီဒီယိုလေးကိုဆက်လက်ကြည့်ရှုပေးပါဦးကျေးဇူးပါဆိုတော့အားလုံးပဲမင်္ဂလာပါဖြစ်ပါမယ်တော့ကနေပြန်လည်ကြိုဆိုပါရစေဆိုတော့ဆက်လက်ရအောင်စီမံနိုင်ငံလူတော်တော်များပြောကြတဲ့အတိုင်းပဲစတက်ရမ်းများတဲ့နိုင်ငံလားဒါမှမဟုတ် robot ဆန်ဆန်လှုပ်ရတဲ့နိုင်ငံလားအဲ့မျိုးတွေလုံးဝမဟုတ်ပါဘူးပေါ့နော်အာကျွန်တော်အမြင်နဲ့ပြောရမယ်ဆိုရင်အဲ့ဓာတွေကသူတို့တွေက social media မှာ attention ရှာဖို့တခုအတွက်လောက်နဲ့ပဲလှုပ်ထားရလို့ပဲမြင်နေပေါ့နော်သူတို့အနေနဲ့ရောစီမံနိုင်ငံဘယ်လိုမြင်လဲဆိုရင်စီမံနိုင်ငံဒီကျွန်တော်လူငယ်တယောက်အနေနဲ့ဆိုရင်အခွင့်အရေးအများကြီးရတဲ့နိုင်ငံပေါ့နော် ဆိုတော့နံပါတ်1အချက်အနေနဲ့ကျောင်းနိုင်ငံအခုလိုဖြစ်နေတဲ့အချိန်မှာစင်ကာပူနိုင်ငံကို first country အနေနဲ့ကျောင်းတွေလာလို့ရတယ်ပြီးတော့မှကျောင်းသွားကျင်တဲ့နိုင်ငံကိုထပ်ပြီးတော့ step by step သွားလို့ရတယ်ဆိုတော့အရင်ဆုံးအခုလိုဖြစ်နေတဲ့အချိန်မှာကျောင်းတွေဒီနိုင်ငံမှာလာပြီးတော့ခိုလုံခွင့်ရမယ်နောက်တစ်ခုကဒီနိုင်ငံမှာလာပြီးတော့အလုပ်လုပ်ခွင့်ရမယ်အတွေ့အကြုံတွေအများကြီးယူခွင့်ရမယ်ဆိုတော့လစာကလည်းအသင့်အသင့်နဲ့အဆင်ပြေပါတယ်ဗောနော်ဆိုတော့အခွင့်အရေးအနေနဲ့ဘာတွေရလဲဆိုရင်ကျောင်းဆုံပြပလောက်တာဗျာပြပလောက်တာအနေနဲ့အခွင့်အရေးတွေကရပါတယ် ဆိုတော့လုံသမိုင်းတယောက်ရဲ့အခွင့်အရေးရတယ်အခွင့်အရေးဘာတွေရလဲ annual leave တွေနောက်တစ်ခုကျွန်တော်တို့ဈေးခွင့်တင်တာတွေကုမ္ပဏီကပေးတဲ့ကျိုးတင်တန်းကြီးတွေအရွှေ့ဆိုရင်ကျောကုမ္ပဏီဆိုရင်တင်တန်းကြီးအစား support ပေးတယ်ပေါ့နော်အကျွန်တော်တို့တက်နေတဲ့ auto cut တွေဘာတွေပေါ့နော်အဲ့ဒါတွေအစား support ပေးတယ်ဆိုတော့ဒီလိုလုံသမိုင်းတယောက်ကိုလေဘာတယောက်ကိုဒီလိုအခွင့်အရေးရတယ်ဆိုတာဒါဆိုမဆိုးဘူးပေါ့နော်ဆိုတော့တချို့လူတွေဆိုရင်အာဒီမြန်မာနိုင်ငံမှာမိသားစုကမထောက်ပံ့နိုင်လို့ပြည်ပကိုလည်းထွက်ချင်လို့ဆိုရင်လည်းအဆင်ပြေတယ် အဲ့မျိုးဆိုရင်ဗာလဲအချူစ်နေတွေနဲ့ကျိုးစင်ကိုနိုင်ငံကိုလာပြီးအလုပ်လာလုပ်လို့ရတယ်ဘတ်ဒါပေမဲ့ construction ဆိုပေမဲ့အောက်ခြေဒိန်းဆိုပေမဲ့လို့မရှိတဲ့လူတယောက်အတွက်ဆိုရင်တော့ဒါကတော့အခွင့်အရေးကောင်းတစ်ခုပေါ့နော်နောက်တစ်ရက်ကဗာလဲဆိုရင်စင်ကိုနိုင်ငံကစူးစမ်းရင်စူးစမ်းသလိုအခွင့်အရေးတွေအများကြီးထွက်လာတယ်ဆိုတော့ဘာလို့မျိုးပြောချင်လဲဆိုရင်အာဂတိလိုက်စားတာမရှိဘူးနောက်တစ်ခုဥပဒေရဲ့အထက်မှာသူတို့ဘာမှမရှိဘူးပေါ့နော်ဥပဒေအထက်မှာဒါပဲစူးစမ်းရင်ဒါမခွဲခြားပဲနဲ့အဆင်ပြေတယ်စူးစမ်းရင်ဒါမခွဲခြားနဲ့ဘဲနဲ့လဲသူတို့ကအုပ်ချုပ်တယ် ပြောနောက်တစ်ခုကကျောင်းမြန်မာနိုင်ငံမှာသွားရေးလာရေးအရန်ခက်ခဲတယ်ဗျာသိလားအဲ့ဒါဗာလဲသွားရေးလာအရန်ခက်ခဲတယ်အာတခုသွားမယ်ဆိုရင် bus ကရန်ကုန်မှာပဲကြည်ဗျာကျောင်း bus တွေပါရ YBS တွေပါစီးမယ်ဆိုကြောက်ရသေးတယ်ဗျာအဲ့လိုမျိုးကျောင်းနယ်ဒီမာရီဆိုလဲ YBS မပြောနဲ့ဗျာ KD ငါးဖို့အတွက်တောင်ကျောင်းတွေပတ်စံအများကြီးပေးပြီးတော့ခေါ်ရတယ်ဘတ်ဒီမှာတော့အဲ့လိုမဟုတ်ဘူး bus ကားတွေအာ public bus တွေပြီး public အာဒီ MRD တွေရထားတွေအများကြီးရှိပါတယ်ဆိုတော့အဲ့ဒီနဲ့လဲသွားရေးလာရေး transport ကလည်းအဆင်ပြေတယ် but ဒါပေမဲ့လို transport ကတော့ရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါကြီးကလည်းလူတော်များအတွက်တော့အဆင်ပြေတာတဲ့ပေါ့နော်ဆိုတော့သွားရလာရေးအတွက်လည်းအဆင်ပြေတယ်ကျွန်အရာရာအဆင်ပြေတယ်လို့တော့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်အခုက stress များတယ်လို့ဘာကြောင့်မို့ social media မှာပြောကြတာလဲပေါ့နော်ဆိုတော့ stress များတယ်လို့ပြောကြတဲ့လူတွေကကျွန်တော်အထင်တော့ career မှားလာလို့ပေါ့နော်ကျွန်တော်ဘာကြောင့်မို့ career မှားလာရေးလို့ပြောရဲဆိုရင်တချို့လူတွေအရန်အောင်အောင်စရာကောင်းပါတယ်ပေါ့နော်ဘာလဲဆိုရင်ကျွန်တော်မြန်မာနိုင်ငံမှာဖွဲ့ရပြီးသား တို့ engineer board တွေနောက်တစ်ခုကျွန်တော် ID board တွေအဲ့လိုမျိုးနဲ့ဖြစ်ကြတယ်ဒါပေမဲ့ကျွန်တော်အခုချိန်မှာမြန်မာနိုင်ငံကကျွန်တော်ရဲ့နိုင်ငံကအမိနိုင်ငံကအဆင်မပြေဖြစ်တဲ့အတွက်ရရအလုပ်နဲ့ရကြမယ်ဒီရောက်မှ career ပြောင်းမယ်ဆိုပြီးမှဒီရောက်တော့ကျွန်တော် home mate တွေ cleaner ရဲ့လာကြတယ်ဒီရောက်တော့ငွေကိုပဲကြည့်ပြီးတော့ကိုယ့်ရဲ့ career ကြီးကိုနှိမ့်မြုပ်လိုက်တယ်ကိုယ့် career ကြီးရထားပါတော့ငွေအများကြီးရတယ်ဆိုပြီးမှကိုယ့် engineer ဘွေကြီးကိုချောင်ထိုးပြီးတော့ရှိတဲ့အလုပ်ကိုပဲဖိလို့ရင်ဖိလို့ရင်တစ်နှစ်နှစ်နှစ် 3နှစ်4နှစ်ဒီထဲကနေ career ကိုမထွက်တော့ဘဲနဲ့ဒီထဲကြီးမှာပဲနှစ်မျိုးလိုက်တာမျိုးလဲရှိကြတယ်ပေါ့နော်ဆိုတော့သူတို့တွေကိုကြည့်မယ်ဆိုရင်လည်းသိကြတယ်ဘာလို့လဲဆိုတော့သူတို့ join ကျင်တာကသူတို့အတက်မွေးဝမ်းကြောင်းလုပ်မှာက engineer ဘွဲ့ကြီးနဲ့ဘွဲ့လမ်းမကြီးခြင်ထားပြီဒါပေမဲ့ဒီရောက်လာတဲ့အချိန်မှာ career တွေမှားကြတယ်အဲ့ဒီနဲ့ပတ်သက်ပြီးတော့သူတို့တွေက line ပေါ်မှာ attention နေရှာကြတယ်သူတို့ရဲ့စိတ်ကံစားချက်ကို online မှာရေးကြတယ်ငယ်တော်တော်များ single ဘူးဆိုရင်နည်းနည်းလန့်လာကြတယ်ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမျိုးဖြစ်ကြတယ်ပေါ့နော်ဖြစ်ဘူးလေဆိုတော့ social media မှာ စင်ကာပူနိုင်ငံလို့ပြောလိုက်ပြီးဆိုတော့အရင်ဆုံးခုနလိုမျိုးပေါ့နော် attention ရှာတဲ့ post တွေအများကြီးတက်လာလိမ့်မယ်ဆိုတော့အဲ့ဒါတွေကဟုတ်လားဆိုတော့မဟုတ်ပါဘူးပေါ့နော်ဆိုတော့ရိုးရိုးလေးပဲတွေးကြည့်ပါဘူးနော်စင်ကာပူလာမယ်ဆိုရင်ကျွန်တော်ကတော့ career မမားဖို့အရင်ဆုံးပြောမယ်ပေါ့နော်ဆိုတော့တကယ်လို့ကိုက career မားခဲ့လေပြဿနာမရှိဘူးဒါပေမဲ့ကိုယ့်ရဲ့ခံယူချက်မမားစီနေပေါ့နော်ဆိုတော့ကိုကဒီလုံနဲ့လာလို့မှကိုယ့်ရဲ့အနာဂတ်ကြီးကိုဆုံးဖြတ်ပြီးမှာပေါ့ကိုယ့်ရဲ့အနာဂတ်ကဆုံးဖြတ်မှာကိုကိုယ်တိုင်ပဲပေါ့နော် တော့ကျွန်တော်ဆိုလို့လည်းเจ้าမပြီးသေးဘူးဒါပေမဲ့ကျွန်တော်ဒီကိုရောက်လာတယ်ကျွန်တော်လက်ရှိလုပ်နေတဲ့အလုပ်ကိုတံပိုးထားပြီးကျွန်တော်ပြန်ပြီးတော့တင်နေကိုဒီဘက်ပေးရတယ်တစ်ဖက်ကတင်တန်းနေတက်တယ်ပေါ့နော်နောက်တစ်ခုကစင်မူနိုင်ငံက robot ဆန်ဆန်အလုပ်လုပ်ရတဲ့နိုင်ငံလားဆိုရင်တော့ robot ဆန်ဆန်အလုပ်လုပ်ရလားဆိုရင်တော့ဟုတ်ပါတယ် robot ဆန်ဆန်အလုပ်လုပ်ရတဲ့နိုင်ငံမှာဘာကြောင့်မလို့တို့ဒီလို robot ဆန်ဆန်အလုပ်လုပ်ရတဲ့အကြောင်းရင်းရှိတယ်ပေါ့နော်ဆိုတော့9 to 5ဆိုတာကအာကျွန်တော်ဆိုကျွန်တော်ရဲ့ဆရာတယောက်ရှိရပေါ့နော်9 to 5ဆိုတာကကျွန်တော်တို့တွေမဖြစ်မနေလုပ်ရမယ့်အလုပ်ပေါ့နော် လူတယောက်မှာအလုံးမလုပ်ဘူးဆိုရင်အဲ့လူကအတိတ်ပဲမရှိဘူးလို့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်ဆိုတော့တကယ်တမ်းဆိုရင်9 to 5ဆိုတာကျွန်တော်တာမန်လူတယောက်အနေနဲ့လောက်ကိုလောက်ရမှာဆိုတော့အသက်18ပြည့်ပြီပြီဆိုတာနဲ့အသက်40 45ဒီဒါလောက်ကိုလောက်နေရမှာဆိုတော့ဒါကလူတယောက်အနေနဲ့တာဝန်ဝိတရားလူတယောက်ဖြစ်ပေါ်လာတဲ့အလုံးလုံးရကိုလောက်ရမှာဘာလို့လဲကျွန်တော်နေတိုင်းတမင်းစားရတဲ့အတွက်ပေါ့နော်ဆိုတော့ထားပါတော့ဆိုတော့လောက်ကိုလောက်ရမယ်9 to 5ကဒါအသေးချာလောက်ရမယ်9 to 5ပြီးတော့ကိုဘာဖြစ်ချင်တာလဲပေါ့နော်ကိုကတတိဖြစ်ချင်တာလားတာမန်ဝန်ထမ်းဘဝဖြစ်ချင်တာလား ဝင်နှန်းဘွားဖြစ်ချင်တာတော့လေလေလေးပဲ9 to 5ပြီးတော့ relax လုပ်ဒါပဲ easy ပဲဆိုတော့ကိုကအလုပ်ရှင်ဖြစ်ချင်တယ်မြန်မာနိုင်ငံမှာပြန်ပြီးတော့ကိုကအုပ်ချုပ်ရှင်တဲ့အဲ့လိုမျိုးပေါ့နော်ဘဝအဒီ business man ကြီးဖြစ်ချင်တယ်ဆိုရင်တော့9 to 5ပြီးတော့ကိုရဲ့လက်ရှိဘာလုပ်ရှင်လဲကိုရဲ့ career ဘာလဲအဲ့အမျိုးသွားပြီးတော့ဖြည်းဖြည်းချင်း step by step လုပ်ပြီးတော့သွားမယ်ဆိုရင်စီးမွေးနိုင်ငံကတို့ပြောတဲ့ study ဘူဘောဆန်ဆန်လွတ်လွတ်ရတဲ့နိုင်ငံဆိုတာလုံးဝမဟုတ်တော့ဘူးပေါ့နော်ဆိုတော့ဒါပါပဲဆိုတော့ အကုန်လုံး perfect ဖြစ်နေတယ်လို့တော့မဆိုလို့ဘောနော်တကယ်တမ်းစင်မှုနိုင်ငံကိုကျွန်တော်တို့ကောင်းကောင်းကြီးအတုံးချပြီးတော့နေမယ်ဆိုရင်တော့ဘယ်နေရာမှာပဲနေနေအကုန်လုံး perfect ပဲဘောနော်ဆိုတော့ကျွန်တော်လူငယ်တွေအတွက်တော့အယမ်းအဆင်ပြေပါတယ်ဘောနော်နောက်တစ်ခုကငွေများလို့တရားနိုင်တယ်ဆိုတာကျွန်တော်တို့စင်မှုနိုင်ငံမှာမရှိပါဘူးဘောနော်လူတိုင်းလူတိုင်းမှာအခွင့်အရေးရှိတယ်မိန်းကလေးဆိုလည်းမိန်းကလေးတယောက်ရဲ့ safety ရှိတယ်ယောက်ျားလေးဆိုလည်းယောက်ျားလေးတယောက်ရဲ့ safety ရှိတယ်လူကြီးသူမကြားမမရွေးသူတို့ပရောမြာ safety ရှိပါတယ်ဘောနော်ဆိုတော့ ဒေးတီဗီတို့ကတော့ကျွန်တော်ကတလောက်ပါပဲဆိုတော့ဒီနေရာမှာကျွန်တော်ပြောချင်တာရှူတောင်ချင်းမတူတာဖြစ်တာမို့လို့အာကျွန်တော်ပြောတာမှားရလဲရှိမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ကျွန်တော်အမြင်နဲ့ကျွန်တော်ပြောပြပြီးတာဖြစ်တာမို့လို့စင်မှုနိုင်ငံကိုဟိုလူငယ်တော်တော်များအရန်ကြောက်နေတာမျိုးဖြစ်ကြတယ်ပေါ့နော်ဆိုတော့အဲ့မျိုးမဖြစ်အောင်လည်းကျွန်တော်ပြောပြတာပါဆိုတော့ကျွန်တော်အမြင်နဲ့ပတ်သက်ပြီးတော့အနေပါဝေဖန်ချန်ပီယံကျင်နေဆိုတော့ကောမန့်မှာဝင်ရေးသွားလို့ရပါတယ်ဆိုတော့ဒီဒီဗီတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်